ားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့ဆရာကြီးတကုံရွှေမြရေးသားထားတဲ့ထမင်းလုံးတစ်စီဆိုတဲ့ဝိတုဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ထမင်းလုံးတစ်စီ ဘရန်ဒီကလေးများမပါဘူးလားဗျာကိုတင်မောင်ပိုင်လှုပ်ဆန်းပါဦးကျွန်တော်ဒီဇပွဲကုန်တွေငုပ်၍စာကြည့်နေတဲ့ဖြစ်ဖြက်ခနဲလန့်ယူသွားမိသူဤကိုမှာချမ်းဤသောတဆောင်မုံလာဆုပ်ရပင်ဖြစ်တော်လေချွေးများပြန်လဲရှိလေသည်ထိုသူကကျွန်တော်တို့နှင့်တင်းမောဒုတိယခန်းထဲတွင်အတူစည်းလာသောဦးသိန်းထွန်းဖြစ်၏ကျွန်တော်ကပြည်မြို့မှမန္တလေးသို့အသွားတွင်ဦးသိန်းထွန်းသည်တရက်မြို့မှဆင်းရွက်လိုက်ပါလာသောသူဖြစ်၏ ရာဇဝတ်ဝင်ထောက်ကလေးတယောက်ဖြစ်ပြီးလင် အလွန်ဖော်ရွေသော သူတယောက်လည်းဖြစ်သည့်တိုင်ကျွန်တော်တို့မှာ ခရီးသွားရင်းမိတ်ဆွေများဖြစ်ခဲ့လေသည်ထိုညကကျွန်တော်သည်ညဦးကလက်ဖက်အတော်များများစားထားသည့်ဖြင့်အိမ်မပြောသောကြောင့်ဧကန်းစပွဲတွင် အချင်းအတော်ညနှက်သည့်တိုင်အောင် စားတော့ကိုဖက်လက်ရှိရမှ ရင်းကဲ့သို့ရုတ်တရက်ဦးသိန်းထွန်းရောက်လာသည်ကိုလှန့်ဖြန့်၍သွားခြင်းဖြစ်လေသည် နေပါဦးခမရဘာဖြစ်လာတာလဲ ချွေးတွေကလည်းရွှဲလို့ဦးသိန်းထွန်းဒီသူ၏လက်ဘင်းကို ရှုံမဲ့၍ပုတ်သက်ကအတန်းကြာစကားမပြောရှိနေပြီးနောက်ပြောရမှာတော့ရှက်เสียပါဗျာထမင်းလုံးတစ်စီ၆တာနဲ့တူပါတယ်ဘာဗျထမင်းလုံးတစ်စီ၆တယ်ဟုတ်စကြံကြီးစီရဗျာကလေးမဟုတ်ငယ်မဟုတ်ကျုပ်ကဒီအမှုကြောင့်စိတ်ထဲဆွေးနေတယ်ဗျဒါကြောင့်လားမသိဘူးကိုင်းဗျာဘရန်ဒီသာလှုပ်ဆန်းပါအောင် ပြီးတော့ဒီအမှုကြောင့်ကြုံပြောပြပါမယ်ကျွန်တော်ဒီဦးသိန်းထွန်းအားဘရန်ဒီအရက်နဲငယ်ကိုပေးလိုက်ရာဦးသိန်းထွန်းလည်းဖန်ခွက်ထဲတွင်ရှိသည်မြကို အကုန်မောက်ချလိုက်ပြီးနောက်ကျွန်တော်အနီးရှိရွက်ဖြင့်ကလထိုင်ပေါ်တွင်ထိုင်ပြီးလင် secret ဘူးကိုအိတ်ထဲမှထုတ်၍ secret တလိပ်ကိုကျွန်တော်အားလှမ်းပေးပြီးနောက်တလိပ်ကိုမြင်းကြီးလိုက်လေသည်ထမင်းလုံးတစ်စည်းဆိုတာ ခမရမယုံဘူးလားကိုတင်မောင်မယုံပါဘူးဗျာရှိတာမှမဟုတ်ပဲ ဂိုင်းဒါဖြစ်ခမည်းကိုပြောပြရသေးတာဗော့တရက်မြုပ်ဤစင်ကျင်ဖုံးရက်ွက်တခုတွင်အေယာဝတီမြင့်တွင်သို့စီးဝင်တီချောင်းငယ်တခုရှိ၏ထိုချောင်းလေး၏အဖျားပိုင်းမှာ ရွှွညွန်များအလွန်ထူထပ်သဖြင့်မှတ်ချင်းရင်ကျဲများပေါများသောဒေသဖြစ်လေသည် ထိုချောင်းလေး၏ရွှွညွန်များထူထပ်ရာကမ်းဖက်၌တိုက်ခန့်အင်ကြီးသလုံးရှိ၍ထိုတိုက်ခန့်အင်ကြီးတွင် စုံထောက်ရာဆွေအုပ်ကိုပါတန်းနှင့်ဇနီးမခင်ခင်တို့နေထိုင်ကြလေသည် ထိုတိုက်ခန့်အင်ကြီးမှာ ရှေးအင်ကြီးတစ်ဆောင်ဖြစ်၍အလွန်ခိုင်ခန့်ထူထဲသောတင့်များဖြစ်ဆောက်လုပ်ထားရာချောင်းဖက်မှတက်လင်လင်းဆေပေခန့်မြမြင့်သောမတ်ဆောက်သည့်အုပ်နရကြီးကိုတွေ့ရလေသည်၎င်းမှာချောင်းဖက်ကိုကြိုးပေးပြီးလင်လမ်းဖက်သို့မျက်နှာမူလက်ရှိရာ ကိုပါတန်းနှင့်မတ်ခင်ခင်တို့မှာထိုအင်ကြီးတွင်အေးချမ်းစွာနေခဲ့ကြလေသည် ကိုပါတန်းမှာယခုရေးသားဖော်ပြသောအချိန်၌အသက်40ခန့်မြောက်ရှိပြီဖြစ်၍မခင်ခင်မှာမူကိုပါတန်းထက်15နှစ်မြငယ်ပြီလင်ရုပ်ရည်လှပချင်းဖြစ်၎င်းပါးနက်ဖြစ်လက်ချင်းဖြစ်၎င်းလူသည့်များသူဖြစ်လေသည်ကိုပါတန်းသည်တရံမြို့တွင်၃နှစ်မြအမှုထမ်းခဲ့ပြီးနောက်အထက်မင်းဘူးမြို့သို့ပြောင်းရွှေ့ရတော့မည်ဖြစ်ရာရာဇဝင်လေဦးသိန်းထွန်းကိုယ်တိုင်သူ၏ရာဇဝင်ကို လာရောက်စစ်စေ၏ ဤသို့လင်ဦးသိန်းထွန်းသည်တရားမျိုးသို့ရောက်လာပြီးနောက်ကိုပါတန်းတို့အိမ်၌ပင်တဲအိတ်ခုလည်းရှိလေသည်ဦးသိန်းထွန်းသည်သူပြောမိဇလန်းကိုမဆမီအထက်ပါအကြောင်းအရာများကိုဘွေခံသည့်အနေဖြင့်ပြောပြခြင်းဖြစ်လေသည် secret လိုက်ကိုထပ်၍ညှိပြီးနောက်ဒါနဲ့ကျုပ်လည်းအလုပ်ဝတရားနှင့်တရားမျိုးကိုရောက်လာပြီး သူ့အိမ်မှာပဲတဲအိတ်ခုနေရတာပေါ့ဗျာဒီလူကတဲပြီးလူပေါင်းသူပေါင်းကောင်းတဲ့လူတယောက်မဟုတ်ဘူးဗျာ စကားပြောတဲ့နေရာမှာပေါင်းတင်းတဲ့နေရာမှာရောဘယ်နေရာမှာချစ်ချင်းငငမရှိဘူးမိမကတော့ရုပ်ချောသလောက်အပြိုးကောင်းတဲ့ဗတ်မညီတဲ့လင်မယားကျုပ်ဖြစ်တခါမှမတွေ့ဘူးဟုတ်ကဲ့ပြောပါအောင်ကျုပ်ရောက်လို့၃-၄ရက်လောက်ကြာတော့ညထမင်းစားတော့ပြီးတဲ့အခါလဖေးကြံဝိုင်းဖဲ့ပြီးစကားစမိပြောနေရကကိုဘာတန်းကပိုကတပွဲလောက်ဆွဲရအောင်လို့အကြံပေးတာကူဗျဒီတော့ကျုပ်ကမဆွဲချင်ပါဘူးဗျာ နေ့လယ်ကလည်းတနေ့လုံးစာရင်းနေရလို့ညောင်းညပြီးဆောဆောအိတ်ချင်တဲ့ကြောင်းပြောတော့သူ့မိမကလည်းဟုတ်ပါရဲ့မောင်ရေမောင်လည်းအမှုစစ်ပြီးလှဲနဲ့ပြန်လာခဲ့တာဆောဆောစီစီအိတ်ရင်မကောင်းဘူးလားကျမအဖြစ်ထမင်းစားမြင်လို့အခုတော့ငိုက်လာပြီလို့ပြောတာကိုကိုတင်မောင်ရေဒီတော့ဘာပြောသလဲဟေ့ခင်ခင်မင်းတို့အိမ်မှာအလကားနေရတဲ့လူကများ မော်ပန်ပြီးအိတ်ချင်နေသေးသလားမင်းကအိတ်ချင်ရင်ငါကမအိတ်ချင်သေးဘူးဆိုတာပြမယ် ငါယုံသွားပြီးလှုပ်လှုပ်မင်းသွားအိတ်ချီဆိုပြီးတိုင်းတိုင်းနဲ့အိမ်ဘော်ကစိတ်ဆိုးမှန်ဆိုးဆင်းသွားတော့တာပဲကိုတင်မောင်ရင်သူ့ယုံကဘယ်မှာလဲဗျကတဲမှာပေါ့ဗျာကတဲကတဲမဝေးလောက်ဘူးတခေါ်သာသာလောက်ဝေးတယ်အရင်ကလည်းဒီလိုပဲတဲ့ဗျမိမားနဲ့စကားပြောမတဲ့လို့စိတ်မထင်တဲ့ခါကတဲကိုသွားပြီးညနဲ့တကောင်အစင်ခန်းစာရင်းနေတတ်တယ်။တခါတလေများမိုးလင်းအားကြီးမှအိမ်ပြန်လာတဲ့ကိုတင်မောင်ရဲ့ မိန်းမနဲ့လည်းတင်မသိမြတ်ဘူးထင်ပါရဲ့ဗျာအမှန်တော့ဒါကြောင့်လည်းတကြောင်ပဲကိုတင်မောင်းကိုဘာတန်းကအိမ်ထောင်ရေးအတွက်စိတ်မချမ်းမသာရှာဘူးဒီနောက်ကျုပ်လည်းမခင်ခင်နဲ့စကားပြောနေတယ်ကျုပ်ကတရက်မြို့မှာနေရထိုင်ရတာတော်တော်ကောင်းရဲ့မဟုတ်လားလို့မေးတော့အမလီ မကောင်းပါဘူးအကိုကြီးရဲ့ဒီမျိုးကအစားအသောက်ရှာတယ်အပေါင်းအသင်းလည်းမရှိဘူးပြီးတော့ချောင်းနဲ့နေလို့ညတိုင်းချိန်ကိုက်လိုက်တာလည်းမပြောပါနဲ့တော့ ဘယ်နေရာများသွားပြီးကောင်းမှလဲကိုကြီးရဲ့တဲ့ဒီထဲမှာအဆိုးဆုံးကတော့အကိုကြီးရဲ့ညီတော်မောင်ပါပဲလင်းနဲ့မရားဆိုပြီးဘယ်ခါမှမျက်နှာချင်းဆိုင်လို့အေးအေးချမ်းချမ်းနေရတဲ့အကွက်တကွားမှမရှိဘူးကိုမချမ်းသာတာထက်စိတ်မချမ်းသာတာကအဆိုးဆုံးမဟုတ်လားအကိုကြီးရဲ့လို့ပြောရှာတယ်ဗျအင်းဒီဟာလည်းဟုတ်ပြီမှာပါဗျာနောက်ကျုပ်ကဒါထက်ဘာမှမများသူစစ်နေရလို့အခုလောက်အေးတကြီး ညချင်းမတော်ယုံသွားပြီးအလုံးလုံးရတာလဲမက်ခင်ခင်ရဲ့လို့မိတော့မက်ခင်ခင်ကမပြောတတ်ပါဘူးအကူကြီးသူပြောတော့မင်းသုံးနယ်ကကရင်ရွာလေးတရွာမှာသူတို့အချင်းချင်းညအိတ်နေတော့လေပင်ဖြစ်တတ်တဲ့အမှုစုံစမ်းနေတဲ့အကူကြီးရဲ့ဒီအမှုကြောင့်ကျမကိုသူမကြမကြပြောဘူးတယ်အတော်သူစိတ်ဝင်စားပုံရတယ်သူအပြောကတော့ဒီတရခန့်ဟာဆင်းညိုတဲ့အတက်တက်ပြီးတည်တဲ့လူကို အိမ်မွေးချပြီးအိပ်ပျော်နေတဲ့အခါမှာ လေပင်ဖြစ်တတ်တဲ့အမှုဆိုထင်ပါရဲ့အတော်တော့ထူးဆန်းတဲ့အမှုပဲကိုကြီးရဲလို့ပြောနေပြဒါနဲ့ကျုပ်လဲသူ့ယောက်ျားအကြောင်း စကားရှိမနေချင်တာနဲ့စကားလက်ဆက်ဖြက်မခင်ခင်ကိုသူ့ခန်းနားထိလိုက်ပုတ်ပြီးကျုပ်ခန်းကိုပြန်ခဲ့တာကိုဖြာ နာယူဝဲလောက်လဲကြာရောတခါတည်းအိပ်ဖြော်သွားတော့တာပဲဗျာမနှံ့မိုးလေးမှတရေနိုးတယ်ပြောကြပါစို့ဒုံဒုံတိုင်းတိုင်းအတန်တွေ ကြားတာနဲ့အိယာကလန့်နူ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့မိုးဆင်ဆင်လင်းနေပြီ။ဒါနဲ့အိယာထဲနေရင်နားထောင်လိုက်တော့မတ်ခင်ခင်နဲ့အိမ်မခိုင်းတဲ့မိမကြီးရောတောက်တူမရခိုင်းတဲ့ကောင်းလေးရော ကိုပါတန်းတပည့်မောင်ဆောင်ဆိုတဲ့လူတယောက်ရော ကိုပါတန်းကိုခေါ်မရနိုင်တာနဲ့အခန်းတကားကိုအပြင်ကအတင်းတွန်းအတင်းပုံနှုံးနေတာတွေ့ရတာကိုဗျ။ဒါနဲ့ကျုပ်လေအခန်းတကားကိုဖွင့်ပြီးအဲ့ခန်းဖက်ကိုကူးသွားပြီးအချိုးအချောင်းကိုမီးတော့ ကိုဘတန်းဟာညကပဲချိန်ပြန်လာမှန်းမသိဘူးလေခါတိုင်းမနှက်စိုးစိုးနိုးပြီးသူလက်ဖက်တောင်းနေကြလူမနိုးလေတော့မခင်ခင်လက်တင်ကမကင်းဖြစ်လာပြီးအိမ်နီးချင်းဖြစ်တဲ့မောင်ဆောင်သွားခေါ်သူတပည့်လက်သားတွေနဲ့တကားကိုအပြင်ခအတင်းထုရိုက်နေတာတွေ့ရတာပဲဗျာဒါနဲ့ကျုပ်ကိုယ်တိုင်တင်ကမကင်းဖြစ်လာပြီးမိန်းမတွေအတာနောက်ဆုတ်ခိုင်းပြီးမောင်ဆောင်နဲ့နှစ်ယောက်တပြိုင်နက်ပခုံးနဲ့ဝင်ဆောင်တော့မှ တကားဟာအတွင်းကလက်ရက်ပြုတ်ထွက်သွားပြီးကျုပ်တို့နှစ်ယောက်လည်းအခန်းထဲကိုအားလုံးလဲကျသွားတော့တာပဲ။အင်းပြောပါဦးအခန်းထဲမှာဘယ်လိုတွေ့ရသလဲ။ကိုဘတန်းဟာ သူ့အရာပေါ်မှာတည်နေရှာပြီးမျက်လုံးနှလုံးကလည်းပြူးထွက်လို့နှာခမ်းကလည်းပြပြီးရှားကလည်းအပြင်ကိုပြူထွက်နေတယ်။လေပင်းကအတင်းညှက်သက်တာယုံမားစရာမရှိပါဘူးဗျာ။ဒါနဲ့သူ့ယောက်ျားအလောင်းလဲမြင်ရရောမှတ်ခင်ခင်ဟာ အမလီအတေဆူလာဂျီလာကိုဘတန်းရဲဆိုပြီးတက်ချက်တာရှိုက်နေတယ်။မိလေသွားရှာတယ်။ဒီတော့အလောင်းကိုတေးသေးချာချာမကြည့်နိုင်သေးခင်မခင်ခင်ကိုသူ့အခန်းထဲကိုပွေခေါ်သွားကြပြီးမနေပဲတတိပြန်လေလာအောင်လှုပ်ကြရတယ်။အင်းပြောစမ်းပါဦး။အလောင်းကိုတေးသေးချာချာကြည့်တော့ဘာတွေ့ရသလဲ။ကိုဘတန်းဟာအဲ့ရဘောမှာပက်လက်လန်ပြီးနင်းနေတယ်။မွေးရအလေကောင်မှာဆန်းဆန်းရဲရဲပဲ။ တယောက်အိတ်ချင်တော်ကလည်းတည်တည်ချာချာချလို့နဘေးပပတ်လေတောင်ကြာကြာနာနာညှက်ထားလိုက်သေးတယ်ဗျာညာဘက်လက်ကနဘေးမှထားတဲ့ခေါင်းတစ်လုံးပိုက်ပြီးသူ့လေပင်စီကိုရောက်နေတယ်ရန်သူကိုကာကွယ်တဲ့အနေမျိုးပေါ့လေပင်မှာတော့လက်ဝဲဘက်ကလက်လေးချောင်းယာကြီးထင်ပြီးအဖျားမှသွေးကလေးတွေတောင်စုပ်နေတယ်ဘယ်လောက်များညှက်ထားတဲ့ဒဏ်ရာပြင်းတယ်လဲဆိုတာကြည့်တော့လက်မထောက်တဲ့နေရာမှာအရေးပြားတော့ပုန်းနေတယ်ဗျာ လေမျိုးကိုညှက်တဲ့အကြောင်းကတော့ကောင်းကောင်းကြီးထင်ရှားတာပဲ။နောက်စဉ်းစားဖို့တစ်ချက်က လေပဲဖြစ်တတ်တာတော့ဟုတ်ပါပြီ။လူသက်သမားဟာအခန်းထဲကိုဘယ်လိုဝင်တယ်လဲဆိုတဲ့အချက်ပဲဗျ။ဟုတ်တာပေါ့ဗျာ။ဒါအရေးကြီးတဲ့အချက်ပဲ။ဒီနေရာမှာအခန်းနေပုံနဲ့သူတို့လင်မယားဟာတအေးရတယ်မအိပ်ပဲဂလင်တလုံးစီနဲ့တခန်းစီအိပ်တဲ့အကြောင်းခမည်းကိုပြောရအောင်မင်း။အော်တခန်းစီအိပ်တာကို ဒါကြောင့်ကျုပ်လည်းစဉ်းစားနေတာကိုဘာတန်းကသူ့လိုလင်မယားရကလေးကဘယ်တော့မှဂရင်တလုံးထင်းအတူတူမအိပ်ဘူးလေဗျာတယောက်အိပ်ဂရင်တလုံးစီနဲ့အိတ်ကြဆူတကူကိုတင်မောင်ရဲ့ဘိုးဆန္နာပေါ့ဗျာပြောစမ်းမအောင်ကိုဘာတန်းအိတ်တဲ့ဂရင်ကကျုပ်တို့အတင်ချိုးဝင်တဲ့မျက်နှာချင်းဆန်တောင်းမှရှိတယ်ပြီးတော့ဂရင်ဟာချောင်းဘက်ကိုဖွင့်လို့ရတဲ့ဗရင်ပေါက်ကိုကတ်နေတယ်ဒါကြောင့် အခန်းထဲကိုလူသက်သမားမဝင်နိုင်တဲ့နီလန်တောင်းခုပဲရှိတယ်။ပထမအကျုပ်တို့ဖြတ်ဝင်တဲ့တကားကဝင်ရမယ်။ဒုတိယမဝင်ခင် အခန်းဖက်နဲ့ကူးထားတဲ့တကားကရင်လေဝင်ရမယ်။ဒါမှမဟုတ်တတိယပရင်ပေါက်ကဝင်ရမယ်။ကန့်ကိုတင်မောင်းအခန်းနေပုံနဲ့ကိုပါတန်းအိတ်တဲ့ကရင်တီရှိပုံကိုတီးလောက်ရုပ်ဖို့။တီးပါပြီဗျာ။ဒီတော့ပထမအချက်ကိုကျုပ်တို့စဉ်းစားစမ်း။အထဲကမြောက်လက်ချပြီး သူနှလမလောက်ထူးတဲ့စကားကို အပြင်ကနေပြီးဘယ်နည်းနဲ့မှမဖွင့်နိုင်ဘူးမနှဲကြတော့လေအသွင်းကအသေးချာပိတ်ထားလို့ကျုပ်တို့တောင်မနှဲရိုက်ချူပြီးဝင်ရတယ်မဟုတ်လားဗျတကယ်လို့ဒီစကားကဝင်နေထားအောင်လူသက်သမားဟာကိုဘာတန်းလေမျိုးကိုညှက်တက်ပြီးပြန်ထွက်သွားတဲ့အခါဘယ်နဲ့လှုပ်ပြီးအသွင်းကမြောက်လက်ချထားနိုင်မှာလဲကိုတင်မောင်ရဲ့ ဒီတော့လူစိုးဟာ ရှေ့တကားကဝင်တယ်ဆိုတဲ့ပထမမှန်းဆချက်ကိုကျုပ်တို့ပေးရလိမ့်မယ်။ဂိုင်းဒီတော့ဒုတိယအချက် ကျုပ်တို့စဉ်းစားကြအောင်ဆို။ဟုတ်ကဲ့။ဒီလိုကိုတင်မောင်ရဲ့ကိုပါတန်းအိတ်တဲ့အခန်းနဲ့မခင်ခင်အိတ်တဲ့အခန်းကို တကားတစ်ခုထဲနဲ့ဆက်ထားတယ်ဗျ။ကိုပါတန်းအခန်းဖက်ကလည်းမင်းတုံထိုးထားနိုင်တယ်။မခင်ခင်ဖက်ကလည်းမင်းတုံထိုးထားနိုင်တယ်။ အစိုးမတော့မြောက်တဘောသူမှသာတယောက်ခန်းကိုတယောက်ကူးနိုင်တာပေါ့ဗျာပြီးတော့ကျုပ်တို့ရှေ့တကားကိုဖျက်ဝင်တဲ့အခါအဲ့ဒီမက်ခင်ခင်ဖက်ကူးတဲ့တကားဟာအတွင်းကမင်းတုံးထိုးထားတာကိုတွေ့ရတယ်ကိုတင်မောင်ရဲ့ဒီတော့ပထမအချက်ကိုစဉ်းစားတဲ့အတိုင်းကျုပ်တို့စဉ်းစားလိုက်ရင်ဒီတကားကလည်းမဝင်နိုင်ဘူးဆိုတာထင်ရှားနေတယ်မဟုတ်လားထင်ရှားတာပေါ့ကဲဒီတော့ဒုတိယချက်လည်းကျုပ်တို့ပယ်ထုတ်ရလိမ့်မယ် တတိယဖြစ်တဲ့နောက်ဆုံးအချက်ပဲကျန်တော့တယ်။နောက်ဆုံးတစ်ချက်ကပရင်ပဝေပြ။ဒီလိုကိုတင်မောင်ရဲ့ကိုပါတန်းနေတဲ့အိမ်ကြီးပုံကခံတက်လို့လို့ရဲတိုက်လို့လို့စောက်ထားတဲ့ရှေးအိမ်ကြီးပြ။ဘေးနဲ့လမ်းဘက်ကဝရန်တာမရှိဘူး။အောက်ခြေကနေပြီးအတောင်20လောက်မြင့်တဲ့နယံကြီးဟာအပေါ်ထက်အိမ်မကြီးအထိပဲ။ကျုပ်ဖြစ်ဘယ်လိုတတ္တဝါမျိုးမှတတ်နိုင်မယ်မထင်ပါဘူးဗျာ။ သို့သောအင်မတန်မြင့်တဲ့လေကားနဲ့များချောင်းဆက်မှရှိတဲ့ညွန်သေးကများ ထောင်တက်ရင်တော့မပြောတတ်ပြဘူးအဲ့ဒီဘက်ကပရင်ပေါက်နှစ်ပေါက်ဝေးရှိတယ်တပေါက်ကကိုဘာတန်းအိတ်တဲ့အခန်းဘက်ကတပေါက်ကမခင်ခင်အိတ်တဲ့အခန်းဘက်ကတပုံစံသေးပဲဒီတော့ကျုံလည်းပဲပရင်ပေါက်ကိုတေးသေးချာချာကြည့်တော့အသွင်းပြင်ဘာမှခြေရလက်ရမပြတ်ဘူးဗျပြီးတော့တခုရှိသေးတယ်တကယ်လို့တတ်တဲ့လူဟာအဲ့ဒီပရင်ပေါက်ကြော်တက်ပြီးအခန်းထဲဝင်နေထောင် ကိုပါတန်းကရင်ကပရင်ပေါက်နဲ့တမိုက်လောက်ပဲကွာတော့ဒီကြားထင်သူ့ဘယ်နည်းနဲ့ဆင်းမလဲကိုတင်မောင်ရေဒီဟာလည်းမဖြစ်နိုင်ပါဘူးဒါနဲ့ဒီအတွင် အားမရသေးပဲအိမ်ကြီးဟိုဘက်ကကြွေပြီးချောင်းနေစင်အိမ်ကြီးနောက်ဖေးတက်တက်လှေကားနဲ့လာငရင်အောက်ရောက်တော့မှခက်ထက်ထက်ဖြစ်နေတဲ့ညွန်ဆက်မှရှာဖွေကြည့်တာကိုကိုတင်မောင်ရေဒီတော့ဘာတွေ့ရသေးသလဲပရင်ပေါက်တက်တဲ့နေရာမှာခြေရာတွေတွေ့ရတယ် နှုတ်ဝိမဲ့ခြေရာတွေကရှုပ်နေလို့မသေးခွဲလှပါဘူးပြီးတော့တွင်းကလေးနဲ့တွင်းတွေးရတဲ့ကုတင်မောင်ရဲ့တတွင်းနဲ့တတွင်းတထောင်လောက်ဝေးတယ်အဲ့ဒီဟာကဘာလဲဥသိမ်းထွင်းရဲ့လှေကားနဲ့ထောင်တက်လို့လှေကားထောက်တဲ့နေရာရွှတ်မာမာအထင်းမှာထင်ကြံရစ်ခဲ့တဲ့နေရာပေါ့ဗျာကိုပါတန့်ခန်းဘက်ကပရင်ပေါအောက်မှာဟုတ်ဆာဟင်းမဟုတ်ဘူးမခင်ခင်အခန်းဘက်ကပရင်ပေါအောက်တက်တက်မှာတွေ့ရတာဟေးဟုတ်လား ပြီးတော့ကိုပါတန်းလိုဗလာကောင်းတဲ့လူတယောက်ကိုလေပြင်းအတင်းဖြစ်တဲ့အခါရုံရင်းဆက်ခက်ဖြစ်တဲ့အတန်မှခင်ခင်ကနည်းနည်းမှမကြဘူးလားဗျာတခုကလေအခန်းထဲမှာတယောက်နဲ့တယောက်ထွေးလုံးတဲ့လက္ခဏာလေးဘာမှမတွေ့ရဘူးဗျာပြီးတော့လေခြင်အောင်ကိုဘေးကကြကြနနဖိညက်ထားတာတောင် ခြေရလက်ရမပြတ်ဘူးကိုတင်မောင်ရဲ့ဒီဟာကတော့ခြင်အောင်ကိုတက်တဲ့လူကပြန်ဖိထားခဲ့ရင်ဖြစ်နိုင်တာပဲဒါထက် မခင်ခင်ပရင်ပေါအောက်မှာလှေကားထောင်တဲ့နေရာတွေ့တယ်ဆိုတဲ့အကြောင်းပြောစမ်းပါဦးတစုံတယောက်ကလှေကားနဲ့ထောင်တက်လို့ရှင်ထဲမှာလှေကားထောက်တဲ့အရာထင်ရင်အပေါ်ကပရင်ပေါဘောင်မှာလေးရှိရမယ်ဆိုပြီးရှာတာပေါ့ဗျာနှုတ်ပေမဲ့ရှာတဲ့အခါမခင်ခင်ကိုဥပေတံမြင်နဲ့တခြားလှုပ်ပြီးမှရှာရတယ်ဗျာဒီတော့မှပိုထင်ရှာတာပဲပြုပရင်ပေါဘောင်ပေါ်မှာရှင်ပေနေတဲ့ဖက်နဲ့နင်းထားတဲ့ခြေရာတစ်ဖက်ကိုတွေ့ရတာကိုကိုတင်မောင်ရင် ။ဒါဖြင့်မှခင်ခင်အခန်းဖက်ကိုလူတယောက်ကပရင်ပေါက်ကကြော်ဝင်တာအမှန်ပဲပေါ့။မှန်ယုံတွင်ဘဲကမလဲဗျာ။မှခင်ခင်အခန်းကိုဝင်တာဘဲသူဘဲဝါဆိုတာတောင်သိရတယ်ဗျာ။ဘဲလို့သိရပုံလဲပြောစမ်းမအောင်။သိရပုံကဒီလိုဗျာ။အောက်ကလှေကားထောင်ထက်တဲ့လူဟာလှေကားကိုဘာနဲ့ယူလာသလဲ။လှေနဲ့ယူလာရမယ်ကိုတင်မောင်။ဒီပြင်းနီလန်ဘာမှမရှိဘူး။ဒီတော့အနည်းဆုံးလှေစိတ်ကိုကျုပ်လိုက်ရှာတော့ လေကားတင်နိုင်လောက်အောင်ကြီးတဲ့လေတစင်းလေးတွေ့ရတယ်။အဲ့ဒီဖနှက်ရကပတ်ထူနောက်ပိတ်ဖနှက်ရဗျ။ဒီပြင်ခြေရဘာမှမရှိဘူး။ဒီခြေရပဲရှိတယ်။ဒီခြေရဟာလေပေါ်ကို လေကားတင်ယူလာတဲ့လူရဲ့ခြေရဖြစ်ရမယ်။အင်းအချိုးအချောင်းဆက်ဆက်ပြီး ခမားကလိုက်တာကိုဒီခြေရကိုတွေ့တော့ကျုပ်ကမောင်ဆောင်းကို အချိုးချောင်းပြောပြတဲ့အခါ မောင်ဆောင်ကဒီလိုဖဏတ်မျိုးစည်းတတ်တာကတ်ထဲမှာစာတင်ကိုမြမောင်ဆိုတဲ့လူတယောက်ပဲရှိတယ်ဆိုတာသိရတယ်။ gain ဒီလောက်ပြောရင်စုံလင်လောက်ပါပြီ။ဒီတော့မှကျုပ်အခန်းကိုပြန်လာပြီးစင်စါခံထုတ်ရတာကိုဗျ။ဘယ်သူပဲဖြစ်ဖြစ်မှတ်ခင်ခင်အခန်းထဲကိုဝင်တဲ့လူဟာမှတ်ခင်ခင်နဲ့တင်ကြိုပြီးအချင်းချက်မရှိဘဲမဝင်နိုင်ဘူးမဟုတ်လား။အချင်းချက်ကဘယ်လိုယူရချက်လဲ။ မခင်ခင်ဟာဒီလူနဲ့မြှောက်မထားတယ်ဆိုတာတော့ထင်ရှားပြီသို့တော်မြှောက်မထားတာနဲ့လူသက်မှုနဲ့ကတခြားစီကိုတင်မောင်ရဲ့ဒီလူဟာကိုဘတန်ခန်းထဲကိုရောက်ပြီးကိုဘတန်လေပင်းကိုဖြစ်တတ်တယ်ဆိုမှတာဒီလူကတရားခံဖြစ်မှာကိုမခင်ခင်ခန်းထဲဝင်ပြီးမခင်ခင်နဲ့အဲ့ယုံနဲ့သူဟာလူသက်တရားခံမှာဖြစ်နိုင်သေးဘူးမရားခုမှုပဲဖြစ်မယ်ဒီတော့မခင်ခင်ကပဲကိုဘတန်ခန်းဘက်ကိုဝင်နိုင်အောင် သူ့လင်ငယ်ကိုပဲတကားဖွင့်ပေးသလားဆိုတာကြုတ်စင်းစားမိတယ်။သို့တော့ဒီစင်းစားချက်ကိုမထောက်ခံတဲ့အချက်၃ချက်ကိုကြုတ်တွေ့ရတယ်။ပထမအချက်ကမနှက်စောစောကိုပါတန်းအိတ်တဲ့အခန်းတကားခောက်နိုးတဲ့အခါမခင်ခင်ရဲ့အမှုရာဟာသူ့ယောက်ျားတည်နေတာမသိတဲ့အင်မတန်ရိုးသားတဲ့လက္ခဏာရှိတဲ့ကိုတင်မောင်ရဲ့ဟန်ဆောင်ပြီးမာယာလောက်နေရင် မဖြစ်နိုင်ဘူးလားလို့မေးစရာရှိတယ်။ နှုတ်ပေမဲ့ဒီမျက်နှာဟာအပြည့်မရှိတဲ့မျက်နှာဖြစ်တယ်ဆိုတာကြုတ်ကောင်းကောင်းကြီးယုံကြည်ခဲ့တယ်။ဒုရယချက်ကကိုပါတန်းလိုဘလကောင်းတဲ့လူတစ်ယောက်ကိုလေပင်ဖြစ်တတ်ဖို့ရာ မလွယ်ဘူးကိုတင်မောင်းအခန်းထဲမှာယုံရင်ဆန်ခက်ဖြစ်လေကွဲပြီးမှတာကိစ္စသုံးနိုင်မယ်။အခုတော့ကိုပါတန်းရဲ့အခန်းထဲမှာယုံရင်ဆန်ခက်ဖြစ်တဲ့လက္ခဏာဆိုလို့နည်းနည်းမှမတွေ့ရဘူးဗျ။ပြီးတော့ကြုတ်အိတ်တဲ့ခံလဲဝေးတာမှမဟုတ်ပဲကိုတင်မောင်း ကျုပ်အဲအဲမဆက်ဘူးပဲထားပါအောင်ဒီလောက်တောင်အတန်တွေကြားရင်ကျုပ်မနှိုးပဲနေနိုင်ပါမလားဗျာ။ gain တတိယအချက်ကိုရောက်လာပြီ။ကိုပါတန်းကမှတ်ခင်ခင်ဖက်ကိုစောင်းတော်ကူးတဲ့တကားဟာတကယ်လို့ဟိုခါတုန်းကကိုပါတန်းကမင်းတုံးမချပဲထားလို့မှခင်ခင်တဘောတူချက်အရနဲ့သူ့ဘက်ကဝင်နိုင်နေထားအောင်တက်ပြီးလို့မှခင်ခင်အခန်းဖက်ပြန်လာတဲ့အခါကိုပါတန်းဖက်ကတကားမြောက်လက်ကိုဘယ်သူကချထားနိုင်မလဲဗျာ ကိုဘတန်းအလောင်းကိုကျုပ်တို့ပထမတွေ့တုန်းကအဲ့ဒီဆောင်းတော်ကူးတကားဟာမင်းတောင်းကိုအတွင်းကချထားတာတွေ့ရတယ်ကိုတင်မောင်ရဲ့ဒီတော့မှတ်ခင်ခင်တော်၎င်းသူ့လင်းငယ်တော်၎င်းနှစ်ယောက်စလုံးတော်၎င်းကိုဘတန်းခန့်ဖက်မရောက်ဘူးဆိုတာထင်ရှားနေတာပေါ့ဦးသိန်းထွန်းစဉ်းစားပုံချက်ကတော့စနစ်ကြပါပြီခင်ဗျာကျွန်တော်ပြောဒီကိုပဓာနာမထားပဲဆက်လိုက်၍အဲ့ဒီတော့ကျုပ်တို့မှထင်ရှားတဲ့အချက်နှစ်ချက်တော့ရပြီ။ ပထမအချက်ကမတ်ခင်ခင်ရဲ့အခန်းထဲကို လူတယောက်ဟာချောင်းဘက်ကလှေကားထောင်တက်ဝင်နေပြီးတော့ဒုတိယအချက်ကကိုပါတန်းခန်းထဲကိုဘယ်သူမှမရောက်ဘူး။နောက်အဲ့ဒီအချက်နှစ်ချက်ကို ထောက်ထားခြင်းအဖြစ်မတ်ခင်ခင်ရဲ့အခန်းထဲကိုလူတယောက်ဝင်တဲ့ကိစ္စနဲ့ကိုပါတန်းတေဆုံးရတဲ့ကိစ္စဟာဘာမှအဆက်အသွယ်မရှိဘူးဆိုတာထင်ရှားတယ်။ဘဲနဲ့လည်းကိုတင်မောင်းကြုတ်ပြောတာတဘောပေါက်ပြီမဟုတ်လား။ပေါက်ပါပြီဗျာ။ ်နှုတ်ပေမယ့်ဥပဒေအရပဲကြည့်ကြည့်အလွတ်မျက်စိနဲ့ပဲကြည့်ကြည့်ဒီလူပေါ်မှာကိုပါတန်းမှုနဲ့ပတ်သက်ပြီးတင်ကာမကင်းဖြစ်ဖို့အချက်ကိုတော့ကျုပ်တော့ဖြောက်ဖြက်လို့မရဘူးဟုတ်ဟုတ်ပါတယ်လူတတ်မှုဖြစ်ပွားတဲ့အချိန်လောက်မှာတည်တဲ့လူနေတဲ့အခန်းနဲ့ကပ်နေတဲ့အခန်းထဲကိုတိတိစိတ်ကျူးကျော်ဝင်ရောက်နေတဲ့လူဟာတင်ကာမကင်းဖြစ်ဖို့အကောင်းဆုံးလူပဲမဟုတ်လားကိုတင်မောင်ရဲ့မှန်တာပေါ့ခင်ဗျာဒီတော့ဒီလိုလူကိုကျုပ်ဖမ်းမှာပဲ နှုတ်ပင်မင်းမဖမ်းခင်မှာကျုပ်စီကိုသူတန်းတန်းမတ်မတ်ပေါက်လာပါလေရောကိုတင်မောင်ရဲ့ဟင်ကျုပ်ကသူ့ကိုဖမ်းမယ်လို့စီစဉ်နေတော့ကျုပ်စီကိုသူရောက်လာတယ်ဗျအိမ်မှာခိုင်းနဲ့သူငယ်ကလေးဝင်လာပြီးစာတင်ကိုမြမောင်ဆိုတဲ့လူတယောက်ကတွေ့ချင်တဲ့အကြောင်းပြောလာပါရောကိုတင်မောင်ရဲ့ဒါနဲ့ကျုပ်ကခေါ်ခဲ့ဖို့အခွင့်ပေးလိုက်တော့ကျုပ်ခန်းထဲကိုသူဝင်လာပြီးကျုပ်ကိုအယူအသိပြီးတော့ကျုပ်ကလည်းနှုတ်ဆက်ပြီးနေရာထိုင်ခင်းပေးရတာပေါ့လေ ူကဆရာနဲ့တွေ့ရတာအင်မတန်ဝမ်းသာပါတယ်ဆရာတဲ့ဆရာအကြောင်းကိုလည်းကျွန်တော်ကြားပါတယ်ကိုဘာတန်းဟာအခုလိုပြုံးခနဲ့တည်သွားတာကြားတော့ငါမသွားလို့မဖြစ်ချေဘူးဆိုပြီးအခုဆရာကိုလာတွေ့တာပါတဲ့သူ့ကိုကြည့်ရတာတေးသေးသေးတွေပဲကိုတင်မောင်ရဲ့အားခုန်ဗလာလည်းမရှိလာပါဘူးအသက်ကတော့26နှစ်28နှစ်လောက်ပဲရှိအောင်မထင်နေလူပုံပန်းကလည်းတနာကမာပဲပြောပါအောင်ဗျာ မင်းဒီတဲ့င်းကိုဘယ်ကကြားတယ်လဲလို့မေးတော့မခင်ခင်ကပြောလို့သိရပါတယ်တဲ့ဒီတော့ကျုပ်ကခမားပြောတဲ့အတိုင်းငါမသွားလို့မဖြစ်ဘူးဆိုတာဘာသိပဲလဲမောင်မြမောင်ရဲလို့မေးတာကိုဒီတော့သူဟာပထမနေနဲ့သုံးလို့သလိုစကားပြောနေရကသူ့ကိုယုံကြည်လောက်အောင်အိန္ဒြေဆယ်လိုက်ပြီးဆရာသိပြီလားမသိသေးဘူးလားတော့မပြောတတ်ဘူးကျွန်တော်မနေ့ညကဒီအိမ်ကိုရောက်တယ်ဆိုတဲ့အကြောင်းဆရာကိုပြောချင်လို့လာတာပါပဲတဲ့ ဒီတော့ကျုပ်ကကြိုင်မောင်မြမောင်မင်းကဒီလိုဟုတ်မှန်တဲ့အတိုင်းပွင့်ပွင့်လင်းလင်းဖွင့်ပြောလို့ရှိမှဆရာလည်းပြောရတာပေါ့မင်းဒီအိမ်ကိုမင်းညကလာတဲ့အကြောင်းဆရာသိပြီးပြီကွတီးလို့တဲ့အချက်တခုကမင်းပါကြောင့်လာရတယ်လဲဆိုတာရှင်းပြောစီချင်တယ်လို့ပြောလိုက်တယ်ကျုပ်ဒီလိုလည်းပြောလိုက်ရောသူလည်းမငြိမ်မသက်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးအင်းပြောဖို့တိတ်ကျတာပဲဆရာဆိုပြီးတက်ပြင်းတာချနေတော့တာပဲပြုဒီနောက်ကျုပ်တို့အချင်းချင်းစုံထောက်နဲ့တည့်ရခံလို့ အပြင်းအလှန်မေးမြန်းနေကြတာပါပဲဗျာခမားနားဖို့ရှင်းအောင်ကျုပ်ကမေးတာသူကပြန်ဖြေတာကိုအခုကျုပ်ပြောပြမယ်ဂိုင်းမောင်မြမောင်မင်းဟာမတ်ခင်ခင်အခန်းထဲကိုမင်းညကရောက်နေတယ်ဆိုတဲ့အကြောင်းဆရာကိုယ်တိုင်စုံထောက်လို့သိရပြီ ထိုကကိုမြမောင်ကအိုးဒီထက်အောင်ဆရာသိနေမှာကိုဆရာအခွင့်နဲ့ကျွန်တော်မတ်ခင်ခင်ကိုပထမ တွေ့ပြစီဆရာအစီအကံတငယ်လေးတွားခေါ်၍မတ်ခင်ခင်ရောက်လာပြီးနောက် ကိုင်မခင်ခင်အခုဒီကိစ္စမှာဟော်ဒီကမောင်မြမောင်အပေါ်မှာတင်ကမကင်းဖို့အချက်တွေဖြစ်လာတယ်။ဒါကြောင့်မောင်မြမောင်ဟာခမားအခန်းကိုဘာကြောင့်ရောက်လာသလဲဆိုတာခမားတော့ပြောနိုင်လိမ့်မယ်လို့ညှောလင့်ပြီးအခုခေါ်တာပဲ။ဘာဖြစ်လို့ခမားကခေါ်ရတာလဲ။မခင်ခင်ကသူ့ကိုတွေးချင်လို့ပါပဲ။သူနဲ့ကျမနဲ့မေတ္တာရှိနေကြပါလေရှင်။ပြီးတော့ဒီတစ်ခေါက်တည်းမဟုတ်ပါဘူးကိုကြီးရေ။သူမကြာခဏကျမနဲ့ချိန်မီလာနေကြပါ။ ကဲဒါထားပါတော့ဒီနောက်ဘာဖြစ်လဲကျမနဲ့စကားပြောနေပြီးဆက်တဲ့နိုင်လောက်သူပြန်သွားတယ်ရှင်ဒီတော့ခုပါသားလောက်ကပြန်မရောက်သေးဘူးပေါ့ဟုတ်ကဲ့ ပြန်မရောက်သေးဘူးသူနိုင်ပြန်နှစ်ချက်လောက်မှပြန်ရောက်တယ်ခမည်းကဘယ်နှလုံးသိတယ်လဲခြေတံကြားလိုက်တယ်ရှင်ပြီးတော့အခန်းထဲလမ်းလျှောက်ပြီးအဝတ်လဲနေတာကို ကျမကြားသားပဲနောက်ချက်ချင်းပဲကျမအိပ်ပျော်သွားတယ် မခင်ခင်အခန်းဖက်ကို तू ကူးလာသေးသလားမလာပါဘူးရှင် तू နဲ့ကျမနဲ့အဆက်ဆက်မရှိတာ၃လလလောက်ရှိပါပြီဒါထက်အခုအမှုမှာကိုမြမောင်ဘာမှမသိပါဘူးရှင်နှုတ်ပေမဲ့မခင်ခင်က မောင်မြမောင်ကိုချစ်ကြိုက်တဲ့အတွက်အခန်းထဲမှာတိတ်တဆိတ်လက်ခဏင်းအဲ့ဒီညမှာမခင်ခင်ယောက်ျားအသက်ခံရတယ်အဲ့ဒီအသက်ခံရတဲ့လူကလည်းမခင်ခင်ရဲ့ယောက်ျားကြီးဖြစ်တယ်ဆိုတော့မောင်မြမောင်အပေါ်မှာ သင်္ကာမကင်းဖို့အချက်တွေအများကြီးရှိတာပေါ့ဦးသိန်းထွန်းကဆက်လက်၍ကျွန်တော်အားအဲ့ဒီနောက်ကျုပ်တို့လည်း၃ရောက်စလုံးကိုပါတန်းခန်းနဲ့ပြန်ဝင်ကြည့်ကြပြန်တဲ့ကိုတင်မောင်ရဲ့အလောင်းရဲ့လေပင်းမှာထင်နေတဲ့လက်ရာကိုမှန်ဘလူးနဲ့တေးသေးချာချာပြန်ကြည့်တော့လက်လေးချောင်းရာဟာပြက်အင်မတန်ကြီးပြီးမောင်မြမောင်လက်ချောင်းနဲ့ကျုပ်တိုင်းကြည့်တယ်။နည်းနည်းမှမတူပါဘူးဗျာ။မောင်မြမောင်လက်ချောင်းလေးတွေကတေးသေးသွတ်သွနဲ့အဖျားရှူးလေးတွေပဲကိုတင်မောင်ရဲ့ ဒါဖြစ်မောင်မြမှာမဟုတ်ရင်တခြားလူတယောက်ဖြစ်မှာပေါ့တခြားလူတယောက်ရဲ့လက်တော့ဖြစ်ရမှာပေါ့လေဒါနဲ့ကျုပ်လေစိတ်ကူးတစ်မျိုးပေါက်ပြီးတည်တဲ့လူကိုပါတန်းလက်ကိုကြည့်မိတယ်ကိုပါတန်းလက်ချောင်းတွေဟာအင်မတန်ကြီးပြီးသူ့လက်ဘေးမှာထင်နေတဲ့လက်ချောင်းရကြီးတွေနဲ့ဟတ်ကြည့်တဲ့အခါတထေရတဲ့တူနေတာကို ကိုတင်မောင်ရဲ့ဒါဖြစ်သူ့လက်ဘင်းသူညစ်တယ်လို့ခမရဆုလို့ချင်တာပေါ့ကျုပ်ပြောတာနားထောင်လေ ဒီဟာတွေမကသေးဘူးသူ့လက်ဖြားလက်သေးကြားလေးတွေမှာသွေးဆလေးတွေတွေ့ရတယ်ကိုတင်မောင်ကြီးသူ့လက်ပင်းကဒံရံမှာလဲလက်ချောင်းရအဖျားတွေမှာသွေးစုနေတာကအစခမ ्या ကိုကြုတ်ပြောပြီးပြီမဟုတ်လားဟုတ်ကဲ့ပြောပြီးပါပြီပြီးတော့ကျုပ်ခုပြောခဲ့တဲ့အချက်တွေကိုအားလုံးဆက်ဟပ်ပြီးကြီးလိုက်တဲ့အခါကိုပါတန်းခန့်တဲ့ဘယ်သူမှမဝင်ဘူးသူ့လက်ပင်းကဒံရံဟာလဲသူ့လက်ပင်းကိုသူ့လက်နဲ့ ဖြည့်ညစ်တဲ့ဒဏ်ရာဖြစ်ရမယ်လို့စဉ်းစားစရာအချက်တွေဟာပိုပြီးထင်ရှားလာတယ်မဟုတ်လားဟုတ်သဘောဗျာဘဲနဲ့ကိုယ်လင်ပင်ကိုဖြည့်ညစ်တတ်ရတယ်လို့ထူးပဲထူးဆန်းလွန်းလာကိုသိန်းထွန်းရင်ဘဲကလာပြီးရွေချက်ရှိရမှာလေကိုတင်မောင်ရဲ့မတော်တဆဖြစ်ပေါ်မှုဖို့ဘဲသူကတတ်တယ်လေသိလားနှုတ်ခမားပြောတော့သူ့ကိုယ်သူတတ်တယ်ဆိုသူ့ကိုယ်သူတတ်တာတော့ဟုတ်ပါတယ်ဘာအကြောင်းလဲဆိုတာခမားရိပ်မိရဲ့လား ပြောပါအောင်ဦးသိန်းထွန်းကိုဘတန်တည်တဲ့နေ့ညမှာဘာအမှုကြောင်းကိုသူအစီရင်ခံစာရေးနေတယ်လေ။အော်ကျုပ်တိပြီကိုသိန်းထွန်းကြီးခမားပြောတဲ့မင်းတုံးနဲ့ကရင်ရွာတရွာကအိမ်မွေချပြီးလယ်ပြင်ဖြစ်တတ်တဲ့အမှုကြောင်းသူရေးနေတာဖြစ်မှာပေါ့။ဟုတ်တာပေါ့ဗျာ။နောက်တော့သူဟိုညကရေးထားခဲ့တဲ့အမှုတွဲမှာတွေ့ရတာပဲ။ဒီလူဟာဘာပဲလုပ်လို့စေရောကူပါနဲ့ အမှုထဲမှာအင်မတန်စိတ်ဝင်စားတဲ့လူတယောက်ဗျဒါနဲ့အမှုအကျိုးကြောင့်ရေးပြီးအိမ်ပြန်လာလို့အိတ်တော့သူ့စိတ်ထဲမှာဒီအမှုကဆွဲနေတယ်စိတ်ပညာစာအုပ်တွေကိုတင်မောင်လဲဖတ်ဖူးမှာပေါ့စိတ်ဆွဲလို့အိမ်မတင်အိမ်မထဲမှာကြောက်စရာအကောင်ကြီးတွေအယိုးစုကြီးတွေကလိုက်လို့ပြေးရတယ်ဘလူးစီးတယ်ထမင်းလုံးတစ်စီ၆တဲဆိုတာကြေးမုံပြင်လို့အင်မတန်ကြည်လင်တဲ့လူရဲ့ဟာရယာဝိတ္ထုယုံမှာ ကိုပြုတ်ဖူးတွေ့ဖူးကြုံဖူးတဲ့ အာယုံခံစားမှုတွေဟာရုပ်ရှင်ပြသလိုအရေးအောင်တွေထင်လာခြင်းပဲကိုတင်မောင်းကျုပ်တို့တခါတလေလက်ပုပ်ကိုခေါင်းအောင်ဖိနေတဲ့အခါဒါမှမဟုတ်လို့ကိုနဲ့တူအိတ်တဲ့လူတစ်ယောက်ကကိုလက်ကိုထိလာတဲ့အခါလက်ကိုတခုခုညှက်နေတယ်လို့အိမ့်မက်ပြီးတခါတလေများဇောချွေးတွေပြန်တဲ့အထိအိမ့်မက်ထင်းမှာလက်ကိုနှုတ်လို့မရဘူးဟုတ်တယ်ဦးတိန်ထွန်းကြီးတခါတလေများခြေတော့ဟာဂရင်အောက်တန်းနဲ့ညှက်နေလို့အိမ်မက်ထင်းမှာပြေးလိုက်ရတာ ခြေနှုတ်လို့မရဘူး။မှန်နာပေါ့ဗျာ။ခမားပြောတာအခုမှ ကြုတ်စင်းစားမိတယ်။ဒီအမှုမှလေကိုပါတန်းဟာလေပြင်းဖြစ်တတ်တဲ့အမှု သူကိုယ်တိုင်စစ်လားသူကိုယ်တိုင်အစဉ်ကန်စားရေးညအိတော့သူ့ညာဖက်လက်နဲ့လေပြင်းနဲ့ခေါင်းပေါ်ကကြော်ပြီးသွားထိတဲ့ကသူ့လက်မျိုးကို သူညှင့်မိပြီးလက်ရဖက်လက်က သူ့ရန်သူလက်ဝဲဖက်လက်က သူ့နှကိုစိတ်နှုတ်ပေမဲ့လက်ရလက်ကိုလက်ဝဲဖက်လက်ကမနိုင်တော့ဘူးဗျာ အသက်ထွက်သည့်အထိခံလိုက်ရရှာတော့တာပဲစိတ်ဆိုတာအင်မတန်ဆန်းကျင်တာကလားကိုတင်မောင်ရေလက်ရဖက်ရဲ့အာယုံခံစားမှုကိုလက်ဝဲဖက်ကမသိဘူးထို့သူလက်ဝဲဖက်ရဲ့အာယုံခံစားမှုကိုလေလက်ရလက်ကမသိဘူးတချို့ဟာအိမ်မက်မက်ပြီးခေါင်းနှဘေးမှာထားတဲ့ဓာတ်နဲ့အနားမှာရှိတဲ့လူတယောက်ယောက်ကို ထိုးမိတတ်တယ်ဒီလိုဟာမျိုးတွေခမည်းတွေ့ဘူးမှာပေါ့ဟုတ်ကဲ့ တွေ့ဘူးပါတယ်อืม ကိုဖအတန်းလည်းဒီစိတ်ချောက်ချမှုခံသွားရတာပေါ့ဗျာအင်းလီမယားသစ္စာဖောက်တာကိုသိမသွားဘဲအခုလိုဖြစ်သွားရတာလေတနည်းတော့ကောင်းတာပဲဗျို့ဤနေရာတို့ရောက်တော့ခါဦးသိန်းထွန်းကဆက်လက်ရီမောလျက်ကျုပ်တောင်ကိုဖအတန်းအကြောင်းကိုစဉ်းစားအိပ်မိလို့လူတစ်ယောက်ကကျုပ်လည်းပင်ဖြစ်တယ်လို့အိမ်မက်မက်ပြီးတခါတည်းအသက်ရှူကျက်တယ်လို့ဖြစ်သွားတာပါပဲဗျာအခုတက်ထိလေပင်နာနေသေးတယ်ကိုင်းဒါဖြစ်တစ်ခွက်လောက်ထပ်ကြိုက်လိုက်အောင် ကျေးဇူးပါပဲကိုတင်မောင်ရေဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစာရေးဆရာကြီးတကုံရှင်များရေးသားထားတဲ့ထမင်းလုံးတစ်စီဆိုတဲ့ဝိတ္ထုဇာတ်လမ်းလေးပြီးဆုံးလို့သွားပါပြီခင်ဗျာနားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ